ဖြေချပေးသနာတော်မူပါယံယိုဒီလေးမြတ်စွာတောင်းပန်လျှောက်ထားအပ်ပါရဲ့ရှင်ဗျာတချို့မိကုန်းတွေကိုလည်းနောက်နေ့အတွက်ခွဲထားပါတယ်ဒီနေ့မိကုန်းတွေဖြေဖို့ကလည်းတူရာတွေကိုလည်းယူထားပါတယ်မနေ့ကကျင့်တဲ့အာနာပါနာကမ္မထာနဲ့အခြားယောဂီတွေနေမိတာတွေကိုဖြေချရမှာမနေ့ကကျင့်တဲ့ယောဂီအသစ်တွေရဲ့မိကုန်းတွေကိုအရင်ဖြေပါမယ် နာဒီဝဝင်လေထွက်လေပတ်သားမှုနာယီပြီးဆုံးပြီးနောက်ဆက်လက်ရမည်လုပ်ငန်းစဉ်ကိုသိလိုပါသည်ဗျာအဲ့တော့ဒီယောဂီနေနဲ့ဦးဇင်းတို့နဲ့အဋ္ဌံဝင်မှုသေးဘူးအဋ္ဌံဝင်မှုသေးတော့ဦးဇင်းတို့အတရားစခန်းမှာဆရဲစခန်းမှာတရားလာကျင့်တဲ့ယောဂီတွေကိုဘာကြောင့်တရားကျင့်ရတယ်တရားကျင့်တဲ့ယောဂီတွေဟာ ်ဆရာကလည်းကျင့်ပေးသင်ပေးခြင်းနိုင်ကျင့်စဉ်တွေပေးခြင်းနိုင်ပြီးလို့မရဘူးယောဂီကလည်းကျင့်ခြင်းရရှောက်ခြင်းလို့မရဘူးဖခင်ကလည်းဟောခြင်းရဟောလို့မရဘူးဆိုတာကိုစခန်းထဲမှာ သင်ပေးသွားတော့ခကနာနာအကုန်သိသွားတယ်ပေါ့အဲ့တော့ဒီယောဂီကသေချာမသိဘူးဆိုတာတွေ့ရပါတယ်သို့တော့နာဒီဘဝလေးထွက်လေမှသားမှုနာယီပြီးဆုံးတာနဲ့မဆိုင်ပါဘူးအခုအကဦးစင်းတို့ကလူသစ်ဆိုတော့နာယီများသွားမှကြောက်လို့ ိဋ္ဌာတွေမှာတဏှာကြီးကိုပြင်လို့ပြလို့ရတယ်မပြင်လို့ရှိရင်နှိမ့်စစ်တယ်အဲ့ဒီကြားထဲမှာအကြာတွေများတော့တဏှာကြီးကျော်သွားလို့ရှိရင်သူတို့အတွက်အများနဲ့ညှိပြီးတော့အခက်အခဲဖြစ်မှာကြောက်လို့ဦးဇင်းတို့ကတဏှာကြီးတဲ့တတ်မှတ်လိုက်တာပါတကယ်တမ်းကျတော့ဦးဇင်းတို့အာနာပါနကမ္မထာမှာပဲဖြစ်ဖြစ်ဘယ်နာယီမှာပဲဖြစ်ဖြစ်ဘယ်ကျင့်စဉ်မှာဖြစ်ဖြစ်နာယီတတ်မှတ်ဖို့မလိုပါဘူးတမာရီရဖို့ဒါလိုပါတယ် ဲတော့ဝင်လေထွက်လေကိုတဏှာကြီးပြီးဆုံးပြီးတော့ဆက်လက်လောက်အောင်မှာနှစ်နာရီထိရအောင်ကြိုးစားပါဒါပြင်ဦးဇင်းတို့ဒီကဒီစနစ်တော့လိုတယ်3နာရီ4နာရီ10နာရီထိုင်ပြီးတော့ရှူရှိုက်ပြီးတော့ဒီစနစ်မမှန်ရင်လည်းအလကားပဲသို့တော့ပါရမီကုသိုလ်ရကျမ်းမာရေးကောင်းမယ်တကယ်တမ်းကျတော့အာလံဘာနာကမ္မထာမှာလမ်းခွဲတွေအများကြီးရှိပါတယ်အခုယောဂီအစ်အနေနဲ့ အာနာပါနကမ္မတံကို စနစ်တကျအားထုတ်မယ်ဆိုရင်အနည်းဆုံး2နာရီအထိဆက်လက်ကြိုးစားအားထုတ်ပါရှေ့ဆက်ရမယ်ကျင့်စဉ်ဆိုတာကတော့ဦးဇင်းတို့စခန်းထဲဝင်မှစခန်းဆယ်ရစခန်းကိုအနည်းဆုံးဝင်မှဖြစ်ပါတယ်ဦးဇင်းရှိမှဆယ်ရစခန်းခဏခဏဝင်ဖို့မလိုပါဘူးဆယ်ရစခန်းတစ်စခန်းဝင်လို့ရှိရင်အနည်းဆုံးလုံလောက်တယ်နှစ်စခန်းဝင်ဆိုရင်နှစ်စခန်း လူဟောင်းယောဂီထပ်ပြီးတော့ဝင်မယ်ဆိုရင်နောက်ထပ်လာစရာမလိုတော့ဘူးနောက်ထပ်ကြည့်ရင်လည်းဆိုရင်ဝါရွင်းနိုင်ရှိဆိုတဲ့အရိယာမဲ့တက်ဖို့အတွက်တမာတိထူထောင်မှုအဲ့ဒီအလုတ်ဆက်လုပ်ရပါတယ်လုပ်ငန်းစဉ်တွေအများကြီးကြံပါတယ်တခါတည်းရှင်းလို့မပြီးပါဘူးဒီပြီးတော့ဘယ်တရားစခန်းကမှဝင်မှုပါဘူးခရားတဲ့သင်းဆရာတော်ကြီးရဲ့တရားတွေနာပြီးမိမိဘာသာ အိမ်မှာလေ့ကျင့်တာအစပိုင်းမှာအကြိမ်ကြိမ်နောက်ပြန်လဲကြပါတယ်ခရားဆရာတော်တွေ ဆရာတော်တရားတွေသိလာပြီးဆရာတော်တရားကိုင်းနဲ့လေ့ကျင့်တာအစားကလိုမလဲကြတော့ပေမဲ့အကျိုးတွေကပြတ်ထွက်မတတ်တင်းမာလာပြီးအလိုလိုရုန်းကန်မှုတွေဖြစ်လာတတ်ပါတယ်ဗျာတဲ့။တပိတော့သိလို့တာကတရားအားထုတ်ရင်ဒီလိုဖြစ်တတ်တာကနီလန်းမကြလို့ဖြစ်တာလားတချို့ကပြောကြတယ်ဗျာတဲ့။အာနာပါနရှုစိတ်ကိုတင်းထားပြီးမယုံကန်ရအောင်တင်းထားရပါလား။ ဟောအာနာပါနရှူစိတ်ကိုတင်းထားပြီးမယုံကောင် တင်းထားရမှာလားစိတ်ကိုလျှော့ထားပြီးသူ့အလိုလိုယုံကံသမျှလိုက်သည့်ပေးနေရမှာလားဘလောက်ထိကို ဖြစ်နိုင်ပါသနည်းပါသလဲတဲ့အဲအဲ့ဒီနေရာမှာယောဂီတယောက်နဲ့တယောက်နဲ့မတူပါဘူးတဲ့လူတိုင်းလူတိုင်းမှာဓာတ်လေးပါးတဘာဝဥစည်းတာရှိပါတယ် ပထဝီဝါယောလွန်ခဲ့တဲ့ပုဂ္ဂိုလ်ကတွန်းမယ်ကံမယ်ယုံမယ်ဆွဲမယ်ဆိုတဲ့ဓာတ်တခုကအမြဲဥစည်းနေတယ်ပထဝီဥစည်းနေတဲ့အဲဝါယောဥစည်းတဲ့ပုဂ္ဂိုလ်ကဝါယောဥစည်းပြီးတော့ဓာတ်တွေဖောက်ပြန်လာပါတယ်တေဇောဥစည်းတဲ့ယောဂီကြတော့တရားထိုင်ပြီဆိုပြူးလာပါတယ်ပထဝီဥစည်းတဲ့ပုဂ္ဂိုလ်ဟာတရားထိုင်ပြီဆို တောင်းတင်းထုံကျင်ပုရိဥစည်းပြီးတက်လာပါတယ်။တောင်းတင်းတာကလူမမြင်ဘူးပေါ့ ပူတာကလည်းမပူမမြင်ဘူးပေါ့ဝါရောကြတော့တွန်းကန်တော့လူမြင်တာပေါ့ဒါတကယ်တမ်းကြတော့သဘာဝတရား၄မျိုးဟာ၄မျိုးဥဆောင်တာ क्वे ပါတယ်အာဘောဥစည်းတဲ့ဘောကချိုးတွေထွက်သရေတွေထွက်ထွက်ပါတယ်ဟာတရားထိုင်လို့လားမထိုင်လို့လားမဆိုင်ပါဘူးသူ့ရဲ့ကံရဲ့အစွမ်းနဲ့ဇာတိစတိတွေကကံယုတ်ကြီးဟာကံဥဆောင်တဲ့နေရာမှာဓာတ်တဘာကိုဥဆောင်စေပါတယ် ဓာတ်တပါဥဆောင်ပြီးကြီးပင်းလာတယ်လို့အဲ့ဒီဓာတ်ကပဲပြန်တတ်မှာပါအဲ့တော့ဥဆောင်တဲ့ဓာတ်ကဥဆောင်ပြီးတရားထိုင်ရင်ပြလာပါတယ်အဲ့တော့ဝါရောဥစည်းလို့တွန့်လိန်ဆွဲတာလည်းရှိပါတယ်တမျိုးကနောက်တမျိုးကမြားသောအဖြစ်မွေတို့နဂါတို့ကလာတဲ့ပုံကိုယ်လေးတရားထိုင်ပြီဆိုလွန့်တွန့်ပြီးမွေလို့သူကဗီဇယောဂီတို့ရဲ့စိတ်မှာဘဝရာကအနုတ္တယဆိုတာရှိပါတယ် ဘဝင်ဆိုတာဘဝတွေထဲတဲ့လွယ်ကြီးပါဘဝင်ဘဝင်ဆိုတာဒီဒီကောင်ကငါပြောတဲ့စကားဘဝင်မကြဘူးလို့အဲဒီကောင်မှတော်တော်ဘဝင်မြင့်နေလို့ဆိုတာအဲ့ဒါဘဝင်ဆိုတာစိတ်တီယာဌာနပါအဲ့ဒီတီးတဲ့စိတ်ကပြစ္ဆုတ်ပံအာယုံအမိမရှိရင်အတိတ်ကပြုခဲ့တဲ့ဘဝအတိတ်ကပြုခဲ့တဲ့ဂတိကိုကံကမ္မနမိတ်ဂတိနမိတ်ဆိုပြီးအအောင်ပြုရပါတယ် ပြစ္ဆုတ်ပါအာယုံရှိရင်ပြစ္ဆုတ်ပါအာယုံကိုဦးစားပေးရှိပါတယ်ဒီစိတ်ကသူ့အလိုလိုပြစ္ဆုတ်ပါအာယုံမရှိရင်ကံကမ္မနမိတ်ဂတိနမိတ်ဆိုဆွဲတယ်ဆလိုတာကတော့အတိတ်ဘဝအဆက်နဲ့ပြစ္ဆုတ်ပါဘဝဖြစ်လာတော့အတိတ်ဘဝနဲ့ပြစ္ဆုတ်ပါဘဝနဲ့နီးစပ်တဲ့ဗီဇမွေဆိုတဲ့မွေဇရိုက်မွေဗီဇပေါ့ငကားဆိုတဲ့ငကားဇရိုက်ငကားဗီဇအဲ့ဒီစိတ်အစဉ်ဗီဇမျိုးယိုးကပါလာပါတယ်ပါလာတော့သူ့အသွင်သူပြန်ပေါ်လာတယ် တရားထိုင်တော့ပေါ်လာတယ်အကယ်၍ဟိုအဲ့ဒီလိုဘဝဆက်ကြောင်းဖြစ်ပင်ဆိုလို့ရှိရင်အဲ့ဒီပုံကိုယ်ကြီးကအဲ့ဒီဘဝပြတ်အောင်ကျင့်ရပါမယ်အဲ့လိုပြတ်အောင်မကျင့်ခဲ့လို့ရှိရင်သေခံနည်းကြရင်အဲ့ဒီသူ့ဂတိနမိတ်သူ့ပေါ်ပြီးသူ့ဘဝသူပြန်ရောက်ရတယ်ဦးစဉ်အခုလက်ရှိခန္ဓာကိုမွေးတဲ့အမေကအခုသေတော့ငကားဖြစ်သွားပါတယ်ဦးစဉ်ပြန်မြင်တာကအမေသေပြီးတော့ပြန်မြင်တာပါ လွန်ခဲ့တဲ့ဘဝတစ်ခုကပေါ့ဘယ်ဘဝချားတယ်တော့မသိဘူးပေါ့အမေကဘယင်မကြီးဦးစင်းရစစ်သူကြီးဘယင်မအုပ်ချုပ်တော့ဘေးနိုင်ငံကြီးကအထင်သေးပြီးလာလာတိုက်တာမနိုင်ဘူးနောက်တော့ကြံတဲ့နိုင်ငံကြီးကစူပေါင်းပြီးတော့ဝိုင်းတိုက်တဲ့ခါကျတော့သိတော့ရှုံးမိထင်တော့မိဖုရားကြီးတော့အသက်မခံဘူးဆိုပြီးတော့နေရာလဲပြင်းနေကင်းကြီးဖြစ်နေတော့ကမန်းကရန်အချင်းနေမကောင်းတော့ဘယင်မကြီးကိုလာခဲ့ရတာ မြင်းနဲ့အတင်းပြေးတာသူ့ကိုလည်းမညာနိုင်ဘူးသူကလည်းနန်းတွင်းမှာနေတော့အသက်ကလည်းကြီးနုနုနေနေတယ်ဆိုတော့နေဘူးတဲ့တန်မြင်းစီးတဲ့တန်လည်းမခံနိုင်ဘူးလူအသက်မခံရရင် နေပြီဆိုပြီးတော့ဦးစင်းကအတင်းယုံပြီးတော့လွတ်အောင်ပြေးခိုင်းတာစတုံးဆိုင်တာပေါ့လေရန်သူတော်တော်လွတ်လောက်ပြီဆိုတဲ့အချိန်ကြီးကြတော့သူကလည်းတအားနွမ်းပန်းပြီးနေရာလည်းဘူးရေရာလည်းမရှိတော့ရေရေနဲ့ရေစားတယ်ဆိုတော့သူ့ကိုသိပ်ပင်တပင်ရင်းမှချချပြီးတော့ရေလိုက်ရှာ စိတ်မချလို့ပြန်ကြည့်တော့ရန်သူမရောက်ဘူးသူကအပင်ကိုမှီပြီးတော့ပန်းလွန်းနေနောက်တော့ကနည်းနည်းလေးတိုးပြီးတော့လိုက်ရှာတယ်မတွေ့သေးဘူးစိတ်မချလို့ပြန်ကြည့်တယ်တော်တော်မြော့ဒီကရန်သူလွတ်ပြီဆိုပြီးတော့စိတ်ချလက်ချရေလိုက်ရှာတာရေတွေးတော့ဝစစ်တဲ့ဖြတ်ပြီးတော့ရေကိုယူလာပြီးလာတိုက်တော့သေနေရေကိုဆွဲပြီးသေခဲ့တဲ့ကြောင့်ငကားဘွားဖြစ်သွားတယ်ပေါ့ အခုလူဘဝကပြန်သေးတော့ငကားဘဝဆိုတာကာမဂုဏ်အလွန်များတဲ့နေပေါ့ကာမဂုဏ်ကိုဆလိုတာတော့ဗျာမူဒီမိတ်လိုက်ရင်ကျိုးကျစ်တယ်လို့ပေါ့ဗျာထီထီမိမိကာမဂုဏ်ဓာတ်အပြည့်ရတယ်ပေါ့တက်တန်းကလည်းရှည်တော့အဲ့ဒီဘဝမှာပျော်တော့ဘဝရာကအနုတိယဆိုတာဆွဲလာဒီဘဝသေးလဲသေးရောအဲ့ဒီသူ့ရဲ့ငကားဘဝကိုသူပြန်ရောက်သွားတယ်အေးအဲ့အရာတွေကဦးဇင်းတို့ ယောဂီတို့မသိနိုင်ဘူးသို့တော်လည်းခုနနဂါဘဝမွေဘဝလာတဲ့ပုဂ္ဂိုလ်ကသူ့ရဲ့လက္ခဏာလွန်တော့နေရမှသူကသဘာဝကိုအဲ့ဒီလိုများဖြစ်ခဲ့လို့ရှိရင်အဲ့ဒါကိုသိခံပြီးတော့တော့ကျင့်ရပါတယ်နိစနစ်နဲ့ယူပြီးကျင့်ရပါတယ်သူကကိုသိခံပြီးကျင့်မှကျင့်မှများတဲ့အခါကျတော့ဒီကမ္မထမ်းရဲ့ကံကဘဝရာကအနုတရားကိုနှိမ့်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 လာတဲ့အခါနောက်ဆုံးသူကပျော့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 ပြီးနောက်ဆုံးပြတ်သွားပါတယ်အဲ့ဒီအောင်ရင်ရပါတယ် တချို့လှုပ်ရှားမှုကြတော့လှုပ်တာရင်မတူဘူးသူကြတော့ကိုပြုတ်ကြတဲ့ဝကျွေးကံရောက်ဥမာကြက်တတ်တဲ့ဆိုရင်အတောင်တစ်ဘက်ကကြက်ခတ်တယ်လို့ပေါ့အဲလိုလှုပ်ရှားတာပေါ့တိရစ္ဆာန်တပ်ပဲဆိုတိရစ္ဆာန်ငင်ငင်လေးမသေးဘူးလူးလွန့်သေးတာအဲလိုကိုပြုတ်ကြတဲ့ဒီဘဝကံတော်၎င်း အတိတ်ဘဝပြုတ်ကြတဲ့ကံတော်၎င်းအဲ့ဒီကံတစ်မျိုးလာပေါ်လို့ရှိရင်လေသူ့ကံနမိတ်ပြန်ပေါ်ပါတယ်အဲ့လောက်ကြောင့်လဲလူးလွန့်တာရှိပါတယ် အဲ့တော့ဘလို့ပဲလွလွန်နေဖြစ်စေမလွလွန်နေဖြစ်စေတိခံပြီးတော့ဆရာထံဤခံပြီးတော့ကြိုးစားအားထုတ်ရမယ်အဲ့ဒါကိုတော့ဦးစင်းတိုက်တွန်းပါတယ်စိတ်ကိုလျော့ထားပြီးသူ့လိုလိုရုံးကန်သမ ्या ကိုတိပေးနေရမှာလားတဲ့ဘလောက်ထိကိုဖြစ်နိုင်ပါမလဲဆိုတာကြတော့စိတ်ကိုလျှော့ထားရင်လဲသူ့ဘက်ကအားသာပြီးတော့ကိုယ့်ဘက်ကလေ့ကျင့်မှုနေတော့သူ့ဘက်ကတားတယ်စိတ်ကိုတင်းထားရင်လဲ ရေလျှော်တဲ့အဝတ်ကိုနှစ်ဖက်လိမ်တယ်လို့အညစ်ခံတော့မခံနိုင်ဘူးအဲ့ဒါကိုပဲသိခံပြီးတော့ကိုယ်ဟာအာနာပါနာရမှန်မှန်လေးရှုသူ့ဘာသူလွတ်နာတွန့်နာလိမ်နာတာကိုယ်ကလှုပ်ရှားရှိတာအာနာပါနာကမ္မထံကိုဖရားယုံကြည်တရားယုံကြည်အကျင့်ကိုယုံကြည်ပြီးတော့ဒီတရားငါ့အတွက်အားကိုးစရာပဲဟဲ့ဆိုပြီးတော့အဲ့လိုယုံကြည်ချက်တရားနဲ့ကျင့်လို့ရှိရင်ဒီတဖြည်းဖြည်းတဖြည်းဖြည်းသူ လုံမပါသွားမယ် အကယ်၍ကိုစင်းတို့တရားစခန်းထိလာခြင်းမဲ့ဆိုရင်တော့ကိုစင်းတို့ကလက္ခဏာကြည့်ပြီးပြင်ပေးရလွယ်ပါတယ်အဲ့တော့အခုနေ့ကတော့အာနာပါနာကိုပြင်းပြင်းရှူတာနဲ့မိမိကျမ်းမာရေးနဲ့ကိုပတ်သက်ပါသလားတဲ့ဆိုတာမေတ္တာရှိတာပြောကြဖြေကြပြီးပါတဲ့တပည့်တော်ကလဲတဲ့မကောင်းတဲ့ယောဂာနဲ့ဒီနှစ်၅လပိုင်းကပိုက်ခွဲထားရပါတယ်ဗျာတဲ့အဲ့တော့အာနာပါနာကိုပြင်းပြင်းရှူတာနဲ့မိမိကျမ်းမာရေးနဲ့ ပြင်းပြင်းဆိုတဲ့နေရာမှာဦးဇင်းတို့ကဦးဇင်းတို့ရိတ်သားမှာတရားဝင်ပြီဆိုလို့ရှိရင်ဝင်တဲ့ယောဂီကိုဘယ်ယောဂါရှိသလဲလို့မေးတယ်။ဖိုက်ခွဲထားတယ်ဆိုတဲ့ယောဂီမျိုးပန်းနာနှလုံးယောဂါသွေးကြောခြင်းစသည်ဖြင့်အဲ့လိုယောဂါမျိုးရှိတဲ့ပုဂ္ဂိုလ်ဦးဇင်းတို့ကဇင်းင်းကောက်ပြီးတော့တရားတော်တွေကိုဖြန့်လိုက်။ဖြန့်လို့ရှိရင်နံပါတ်ကြည့်လိုက်တာဦးဇင်းတို့တရားတော်တွေရန်ကုန်မှာကျတော့ခွဲနှမ်းနေပေါ့။အဲဒီကိုယ်တော်ကဗဏ္ဍံဟိုဆရာလေးကသူ့အမျိုးသမီးလေးကဗဏ္ဍံသူ့အပိုင်စားပြီးပြီးတော့ကြက်မာတာပေါ့။ ကျမ်းမှတ်တဲ့အခါမှာသူ့အထဲမှာပါသွားတဲ့ယောဂီနံပါတ်ကခုနလိုနှလုံးသွေးကြောချင်းဖြစ်နေတယ်ပိုက်ခွဲရတဲ့ဆိုရင်အဲ့ဒီဘက်ကိုပြင်းပြင်းမရှူခိုင်းဘူးရှိပြလေးနေသာယုံလေးရှူပါအရှိတိုးအနည်းငယ်စသဖြင့်စီကန်းဟိုတာလိုက်နာပါတက်သာယုံလောက်လေးရှူပါလို့အဲ့လိုခွဲကြပေးပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပြင်းပြင်းရှူတဲ့ဆိုတဲ့နေရာမှာဦးဇင်းတို့ကထိုယောဂီဘောလက်တွေ့စခန်းထဲဝင်တော့မှာ တစ်ချိန်နဲ့တစ်ချိန်တစ်ချိန်နဲ့တစ်ချိန်ဆက်တိုက်သွားတော့မှဦးစင်းတို့ကပြင်ပေးလို့ရပါတယ်အခုလို့ကိုယ့်ဘောက်ကိုအိမ်မှာပြင်နေဆိုတာကခက်ပါတယ်ဦးစင်းတို့ဒီမှာတရားထိုင်နေဆိုတာ24နာရီတိပေါ့အောင်ကျင်လဲစောင့်နေယောဂီကအမြင်နှံစောင့်နေရတယ်တရားကြတရားပြယောဂီကစောင့်နေရတယ်အချိန်ပြည့်သူ့ကိုစောင့်နေရတယ်တစ်ချက်လေးသူကအလွဲမခံဦးစင်းတို့စောင့်ပေးရတယ်အဲ့တော့ဦးစင်းတို့ရှိမှာတော့စောင့်ရှောက်တဲ့ယောဂီကနေပြီးတော့သူစောင့်နေယောဂီဒီ လို့အခြေအနေရှိပါတယ်ဆိုတာလာလျှောက်ထားတော့မှတ်တမ်းတင်ပေးရတယ်လို့ဝိုင်းဥစဉ်တော့ခေါ်စစ်တယ်ဆရာလေးတွေယဟန်တွေကရှင်းနိုင်ရင်သူတို့ရှင်းပေးတယ်ပြင်နိုင်ရင်ပြင်ပေးတယ်အခက်အခဲရှိမဲ့ဆိုရင်ဥစဉ်ရှိပို့ပေးတယ်ဥစဉ်ရှိလူတိုင်းလာလို့တော့မရဘူးလာမယ်ဆိုမပြီးတော့ဘူးလေမထရတော့အဲ့တော့ယောဂီအတွက်စကမ်းပေးတဲ့အချိန်မှာယောဂီတွေအတွက်ဦးစားပေးပေးတဲ့နေရာမှာခုနလိုအခက်အခဲတပည့်တွေရှင်းလို့မရတဲ့အခက်အခဲကိုဥစဉ်ကရှင်းပေးတယ်အကြေလိုအပ်ရင်ခေါ်တွေ့တယ် ဦးဇင်းသိကျင်တဲ့ဟာဖြစ်ခဲ့တော့ဗီဒီယိုဖိုင်လေးနဲ့ရိုက်ပေးတယ်။တယ်လီဖုန်းကင်မရာနဲ့ရိုက်ပေးတယ်။ရိုက်ပြီးဆရာတော်ကိုပြတယ်ဆရာတော်ဒီရောကြီးဒီလိုလိုဖြစ်နေတယ်။အဲအဲ့ဒါဆိုရင်ဦးဇင်းကလိုအပ်ရင်ခေါ်ခဲ့လို့ခေါ်တယ်။ဖြစ်လာတဲ့ပြဿနာဖြစ်လာတဲ့ပုံမှာမူတည်ပြီးရှင်းပေးရပါတယ်။ပြင်းပြင်းရှူတာပြင်းပြင်းရှူတယ်ဆိုတာကျမ်းမာကြီးနဲ့ကြည့်ပြီးတော့ညှိရှူပါ။အဲခွဲထားတယ်ဆိုတော့ဘိုက်ကအာယုံယူပါဝင်တဲ့အတွက်ကြောင့်ဘိုက်ကြောကြီးကျုံးလိုက်ပြင်းလိုက်နေမဖြစ်ဘူး။ နေသာယုံလေးရှူပြီးတော့တတိဝရိယကဝင်လေထွက်လေကိုဦးစားပေးပြီးတော့အအောင်စိုက်ပါ အတင်းရှူပြီးတော့တတိလေလည်းအလကားပါပဲဝရိယနဲ့တတိက ကမ္မထမ်းမှာမြဲဖို့ဝရိယလေးစိုက်ပြီးတာပါ ဝရိယစိုက်တာနဲ့အတင်းရှူတာနဲ့မဆိုင်ပါဘူးစာရေးထားတာကဏီတန်းပြုတ်ထားတာများတော့ဖြတ်ပြီးထားပါတယ် အာနာပါနရှူဆိုင်ရရင်အရှူဆန်ဖြင့်ရှူဆိုင်နေတော့လေတကူလုံးအကြောများပြွတ်တက်၍တောင်တင်းပြီးလက်များကိုေးကောက်ခါငင်းမြပါခိုင်းနေသဖြင့်ငင်းညံ့မှုအပြည့်မရပါဗျာစိတ်လျော့ပြီးရှူဆိုင်ရင်စိတ်လျော့ပြီးရှူဆိုင်ရင်ပြောလာ၍လျော့လိုက်ရင်လေအရှူဆန်ရှူဆိုင်မှုပြည့်၍ဝေဒနာပူပြင်းမှု ကိုသိနေသဖြင့်မခံနိုင်ဘူးဖြစ်ပါသည်ဗျာတဲ့ မနေ့ကဒုတိယအချိန်တွင်စထိုင်ရင်ထိုင်ရင်ခန္ဓာကိုယ်မှာငြိမ်နေ၍ဘာမှကိုယ်သဘောကိုလှုပ်ဆောင်မရသောလေရှုဆိုင်မှုမရှိသလောက်အနေထားမှာလေပအောင်ရှူထားရန်ကြိုးစားပါကအတင်းလှုပ်အတင်းလှုပ်ရှူရတဲ့ကဲ့သို့ဖြစ်နေသည့်အပြင်အရှူဆံကလည်းမရပါဗျာတဲ့ဆရာတော်ဆက်မှရှူဆံကိုနားမှကြားနေပါတော့လဲအဋိဌာန်၌ပြည့်သည့်အထိအရှူဆံမရဖြစ်နေပါလေဗျာတဲ့ မနေ့ကသူကဒုတိယကျင့်စတိုင်တဲ့အခါမှာပထမကျင့်ထိုင်တော့ကတော့ဟွရှျော့လိုက်လှော့လိုက်ရင်လည်းအရှူဆန်းရှူချိုက်တာပြက်တယ်ဝေဒနာပြင်းထန်တာသွားညိတယ်တဲ့ပြင်းပြင်းရှူရင်လည်းအကြောတွေတင်းတောက်ပြီးဖြစ်လာတယ်တဲ့အေးအဲ့ဒီနေရာမှာဘိသာမအခြေခံမကျင့်ဘူးသေးတဲ့ပုံကိုယ်တွေဟာဒီလိုဖြစ်တတ်ပါတယ်မိမိတို့ဒီခန္ဓာကိုယ်တွေဟာကိုယ်သွားလာလှုပ်ရှားထားတဲ့အတွက်ကြောင့် ကိုကံအားကောင်းနေသေးတော့မသိတာပေါ့ကိုကံအခုလို့ငြိမ်းတဲ့အခါမှာခုနတောင့်တင်းထုံကျင်မှုတရားအများကြီးရှိနေတယ်အာနာပါနဇံကိုယူတဲ့နေရာမှာလဲစိတ်ကြီးတင်းပြီးတော့ယူရင်ရုပ်ကလည်းအကြောတွေနဘာဝတင်းနေတဲ့စိတ်ကလည်းတင်းနေမယ်ဆိုရင်မိလောင်ရလေပင့်သလိုဖြစ်ပြီးအကြောတွေတင်းပါတယ်အဲ့တော့ယူဆိုင်မှုကိုရှော့လိုက်တဲ့အခါမှာလဲတမာရီဇံအားနေပြီးတော့ဝေဒနာကြီးစိတ်အယောက်များပါတယ်ဒါကဖြစ်တတ်ပါတယ် တစ်ချိန်တစ်ချိန်နှစ်ချိန်သုံးချိန်လောက်ပဲရှိသေးတာကိုဦးဇင်းတို့တရားစခန်းမှာကြောက်တစ်ချိန်ချင်းတစ်ချိန်ချင်းဆက်သွားတယ်ကြက်မှတ်မှုတွေအကြောင်းအဲ့ဒီပုံမှာပြဿနာတွေအကုန်ရှင်းပေးသွားပါတယ်အတတ်နိုင်ဆုံးရန်ကုန်စခန်းကိုလာထိုင်မှုတိုက်တွန်းပါတယ်နောက်တစ်ချိန်ပြန်ထိုင်တဲ့အခါကျတော့ခန္ဓာကိုယ်မှာငြိမ်နေ၍ဘာမှကိုယ်သဘောကိုလုံးဆောင်မရတော့လေရှူချိုက်မှု မရှိသလောက်အနေထားမှာ လေပအောင်ရှူအောင်ကြိုးစားပါတော့လေ အတင်းလှုပ်ရှူရသူဖြစ်နေတဲ့ပြင်အရှူဆံမရပါဗျာတဲ့အရှူဆံလည်းမရပါဗျာတဲ့ဆရာတော်ဆက်မှရှူဆံကိုနားမကြားနေပါတော့လေအဋိဋ္ဌာန်နာကြီးပြည့်သည့်အထိရှူဆံမရတာဖြစ်နေပါလေအဲ့တော့စားတိုင်းလင်ထိုင်ရင်ခန္ဓာကိုယ်မှာငြိမ်နေ၍ဆိုတာကဘာဘာဘာမှကိုယ်သဘောနဲ့ကိုလှုပ်ဆောင်မရတော့လူရှူဆိုင်မှုမရှိသလောက်အနေထားမှာလေးပေါင်းရှူရန်ကြိုးစားပါကလည်းအတင်းရှူရတဲ့ဖြစ်နေတဲ့ပြင်အရှူဆံလည်းမရပါဗျာဆိုတော့စားထိုင်နေရင်အဲ့ဒီဘုကအရှူဆံမမရသေးတာ ဦးဇင်းတို့အာနာပါနရှူရှိုင်းရင်ရှူရှိုင်းရင်တချို့ကြတော့လေစနစ်ကြကြလုတ်တက်တဲ့ပုဂ္ဂိုလ်ကစပြီးကားလို့ပေါ့စထိုက်တဲ့စထွက်ထွက်ချင်းဖိုက်ကြီးရထိုးလို့မရဘူးလေအဲ့ဒီအရှိန်မရနိုင်စထွက်ထွက်ချင်းဆိုတာမဖြစ်နိုင်ကြည်ရတစင်းချင်းတစင်းချင်းမြင့်သွားမှသူက high speed ကို ရောက်တာဟုတ်အခုလဲဒီလိုပဲစားထိုင်ရင်ကြီးသူကငြိမ်ပြီးတော့ဇံရတယ်ဆိုတာမဟုတ်သေးဘူး အကယ်၍သူကအခြားရိတ်တာတွေမှာအခြားနည်းတွေမှာကျင့်လို့ဝတိဘောပါနေသလားဆိုတာလည်းဦးဇင်းတို့မသိဘူးအကယ်ကျင့်ကံမရှိဘဲနဲ့စထိုင်နေအញင်းခုနလိုရှူဆိုင်လို့မရဘူးဆိုတာကတော့ဦးဇင်းတို့အတွေ့အကြုံနဲ့ပါတယ်အကယ်၍ရှူဆိုင်လို့မရရင်မရှူနဲ့ဦးဇင်းတို့ကတရားဆိုတာက ရှူဆိုင်မှ တရားလို့မဟုတ်ဘူးသို့တော့ကမ္မထမ်းထဲမှာအာနာပါနာကမ္မထမ်းကလူတူပူလျှော့ ပြုလို့ရတဲ့ကမ္မထမ်းမို့လို့ဦးဇင်းတို့ကရွေးချယ်ထားတာအကယ်၍ပြင်းပြင်းအတင်းရှူချိုက်လို့မရလို့အရှူရက်နေလို့ရှိရင်လည်းရက်နေပါစေသို့တော့အရှူရက်တဲ့ဆိုတာနှမျိုးရှိတယ်ဆံသောစိုက်ပြီးတော့ကာမသောချုပ်လို့ဘဝင်ငြိမ်းပြီးတော့ရုပ်နဲ့စိတ်နဲ့အဆက်ပြတ်ပြီးတော့ငြိမ်းကြသွားတာတစ်မျိုးအရှူရက်သွားတာကိုယ့်ဘက်ကိုမရှူခြင်းလို့ရက်သွားတယ်တစ်မျိုးဆိုနှမျိုးရှိတယ် သူ့ဘသူဇံဇောချုပ်လို့ကာမဇောချုပ်သွားတယ်ဆိုတာကယုတ်ကြီးကကြောက်တုံးကြီးလို့ဖြစ်ပြီးလှုပ်လို့ကိုမရတော့ဘူးအဲ့ဒါဆိုရင်မှန်တယ်အဲ့ဒီလမ်းကြောင်းကောင်းတယ်အတင်းရှူဖို့မဟုတ်တော့ဘူးအကယ်၍ဘဝင်ကြွားလို့ဘဝင်ကြတယ်ဆိုတာကဒီဥစ္စာကြီးကဦးစင်းမြင့်ထားတယ်ပေါ့မြင့်ထားတော့မြင့်အောင်မြင့်ထားတော့ဇောအားဆိုင်နေရတယ်ပေါ့အားဆိုင်မှုလှုပ်ချလိမ့်မယ်ဆိုဒါကြီးကဘုတ်ဆိုကြွားမှာအခုလေဘဝင်ဆိုတဲ့ဟရိယဆိုတာနှလုံးအိမ်မှာရှိတာ နှလုံးဤမှာရှိတဲ့စိတ်ဒီဒီဝေဒနာတက်လာတဲ့အခါကျတော့ဒေါသလောဘအဟုန်ကြီးကြီးတော့သူကဘုံရတင်းနေအဲ့လိုဘုံတင်းနေတာကိုအဲ့ကာမဒုက္ခကြောင့်ဒီကာမကိုဒီကာမဆိုတာဒီခန္ဓာအင်းကြီးကကာမကုံခံစားတဲ့အင်းကြီးအဲ့ဒီကာမကုံနဲ့လောဘဒေါသနဲ့ဆက်ဆံတာတတွဲအဲ့ကာမယုတ်ကြီးကိုလောဘဒေါသစိတ်နဲ့တင်းထားမယ်ဆိုရင်အဲ့ဒီစိတ်ဒီကာမဇောဆောင်နေတယ်လို့ခေါ်တယ်အဲ့ကာမဇော ဆောင်တဲ့အတွက်ကြောင့်ဒီကာမယုတ်ကြီးကတင်းတောင်းနေတယ်ပေါ့နှလုံးအရာနေညှိပြီးကြောတွေတင်းပြီးတွန်းထားတယ်ပေါ့အဲ့ညှိထားတဲ့လောဘဒေါသဇောကိုဇံဇောကဝင်ပြီးနေရာယူလိုက်မယ်ဆိုရင်ကာမဇောပြုတ်ကြတဲ့အတွက်ကြောင့်ကာမဇောကြောင့်တင်းနေတဲ့ခန္ဓာအင်းကြီးကပြုတ်ဆိုငိမ့်ဆိုပြုတ်ကြပါအဲ့လိုပြုတ်ကြသွားတဲ့အခါကျတော့ရှူလို့မရတော့ဘာဖြစ်လို့လဲဆိုတော့မေဩတဲ့ဇံဇောကကာမဇောကိုဖြုတ်ထားလို့ရှူလို့မရတော့အဲ့ဒါဆိုစိတ်နဲ့ယုံနဲ့တခြားစီဖြစ်နေမယ် 3နိုင်2နိုင်3နိုင်ဤထိုင်တော့လေဝေဒနာလေးတက်နေတာသိတယ်မစင်ရေဘူးအဲ့ဒါဆိုလို့ရှိရင်ဇန်စောမှန်နေအဲ့လိုမှဘောပဲနဲ့ယူလို့တော့မရဝေဒနာတက်တော့နားတယ်ဆိုတော့အဲ့ဘုက္ကုံဇန်စောမမှန်ဘူးဟောဘုက္ကကာမဇောချုပ်ထားတဲ့အကြောင်းဝေဒနာတက်လာတဲ့ကာမဇောကဇန်စောယူထားတော့ကာမဇောဆောလို့မရတော့ကာမဇောဆောလို့မရရင်လောဘဒေါသပါပါလို့မရတော့လောဘဒေါသပါလို့မရတဲ့အကြောင်းဝေဒနာပေါ်မှာဆင်းရဲတဲ့ယောမကံမဆိုတဲ့ဇောမဖြစ်လာတော့ အဲ့ဒါကြောင့်ဝေနာတက်တာတော့သိတယ်စိတ်ကမခံစားတော့အဲ့ဒါဆိုရင်ရှူလို့မရတာမှန်နေအဲ့လိုမှန်သွားလို့ရှိရင်မရှူနဲ့တော့ဦးစင်းလို့ရှိမှလည်းဒါစခန်းမှာအာနာပါနအခြေခံတောင်းပြောင်းအကုန်သိရင်းနဲ့တရားတော်တွေကြည်နေတဲ့ဆိုရအရှူဇံကောင်းလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်တရားတော်ကကြည်ထားမှတ်ထားဘယ်ပုဂ္ဂိုလ်အရှူဇံတက်လာမှတ်တာပြီးအရှူဇံတက်လာတဲ့ပုဂ္ဂိုလ်ကရှူရင်းရှူရင်းနဲ့တခါလေးပြတ်ဆိုတခါလေးရပ်သွား အဲ့လိုပုံကုန်မျိုးကြလို့ရှိရင်သွားမရှုခိုင်းတော့ဘူးဆိုတော့ဦးဇင်းတို့တရားတော်လမ်းညမှာပါပြီးသားအဲ့လိုမှတချို့ကြတော့မရှုခြင်းမနဲ့ရက်လိုက်တာမရှုခြင်းမရက်တော့ဝင်လည်းတက်တော့သူကနေလို့မရတော့အတင်းရုံးခံလာအဲ့ဒီပုံကုန်ဆက်ရှုခိုင်းတာအဲ့အဲ့လိုလည်းရှိတယ်ဗောအဲ့တော့အရှူဆန်လည်းမရပါဘူးရတဲ့ဆရာတော်စစ်မရှူတော့နားမကြားတော့လေအဋိဌာန်၌ပြည့်သည့်အထိအရှူဆန်မရတာဖြစ်နေတယ်တဲ့ အရှူဇံရတဲ့ရှူွားတဲ့အကြောင်းရင်းကကာမဇောကိုဇံဇောနဲ့ဖလဲတဲ့အလုပ်ကိုလုပ်စေချင်တာတေကန်နေကြတော့ကာမဇောကြီးနဲ့အတင်းယုံကံမဲ့ဆိုလို့ရှိရင်ဆင်းရဲတယ်အဲ့ဒီကာမဇောနဲ့စောမဲ့စိတ်ကိုဇံဇောနဲ့အစာထုတ်လိုက်လို့ရှိရင်ဆင်းရဲပြီးမသေးရတော့ဘူးအဲ့ဒီအတွက်